ဒီပါလီဟိန္ဒူတွေရွေးရပွဲတော်ဖြစ်တဲ့ဒီပါလီကိုဘာကြောင့် celebrate လုပ်တာလဲမင်္ဂလာပါကျွန်တော်နာမည်ကတော့စိုးနုပါဒီပါလီပွဲတော်ကို celebrate လုပ်တဲ့အဓိကအကြောင်းရင်းက ကောင်းမှုအနိုင်ရတာကိုအောင်ပွဲခံတာပဲဖြစ်ပါတယ်။ဟိန်းနုပါတာမှာမကောင်းမှုကိုကောင်းမှုကအနိုင်ရတဲ့အခါအလင်းရဲ့အနိုင်လို့အစွမ်းပြုပြီးတော့ဒီပါဝလီပွဲတော်ကို celebrate လုပ်တာပဲဖြစ်ပါတယ်ဒီပါဝလီပွဲတော်နေမှာပဲအရှင်ဖခင်ရာမကနတ်ဆုပ်ဖြစ်တဲ့ဒတ်တကြီးကိုအနိုင်ရသွားခဲ့တာပဲဖြစ်ပါတယ် ဖះရှင်ယာမကသူ့မိဘရဲ့ခိုင်စင်မှုကြောင့်ဆလင်းနှစ်တောထွက်ခဲ့ပြီးတော့ဆလင်းနှစ်ပြီးတဲ့အချိန်သူ့ဇာနီနဲ့ညီတော်ဖြစ်တဲ့လက္ခဏာနဲ့အတူအယုဒ္ဓယကိုပြန်လာခဲ့ကြပါတယ်။တမျိုးလုံးကလူတွေကစီမီထုံးပြီးတော့ကျူဆူခဲ့ကြပါတယ်။ အရှင်ဖရာယာမကဒတဂရီကိုအနိုင်ရသွားပြီးတော့အယုဒ္ဓယပြင်လာတဲ့အထိတ်မက်ကိုအစွမ်းပြုပြီးဒီပါဝလီပွဲတော်ကိုအော်တိုဘာလရဲ့လောက်ဝက်နေမှာပဲအိန္ဒိယတနိုင်ငံလုံးကစိမ့်မြင့်ထုတ်ပြီး celebrate လုပ်ကြတာပဲဖြစ်ပါတယ်။ဒေပါဝလီညမိုးချောက်တာနဲ့ Lakshmi မဲတော်ကိုဖျားရှိခုတ်ပြီးတော့စီဝါရဲ့အောင်မြင်အောင်၊ကျမရဲ့ကောင်းအောင်၊ရွှေငွေလိုမျိုးကြောက်ရအောင်အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေနိုင်အောင် လူတိုင်းကမဲတော်စီမှာဆုတောင်းကြပါတယ်။ပွဲတော်နေ့မှာခလေးတွင်ဘျောင်ဖောက်ကစားကြပြီးတော့လူကြီးတွင်ကတော့အိမ်နီးနားချင်းတငယ်ချင်းတွင်ကိုမော်ရှုပ်ပင်းရဲ့လက်ဆောင်စကားနဲ့အတူဆုတောင်းပေးကြပါတယ်။ ဒီပါဝလီပွဲတော်မတိုင်ခင်နေ့ရက်အလိုမှာဒန်တေရက်ပွဲတော်ဖြစ်ပါတယ်။ဒန်တေရက်နေ့မှာဒန်ဝန်ထရီလို့ခေါ်တဲ့အယူဝေဒ12မင်းကိုရှ िख ိုးပူဇော်ပြီးကံကောင်းကျင်နဲ့ယောဂကင်းစင်ပြီးအသက်ရှင်ပြီးကျမ်းမာတန်းစွာဆူတောင်းကြပါတယ်။လူတွေရဲ့ယုံကြည်မှုတစ်ခုပဲဖြစ်ပါတယ်။ အဲ့ဒါကတော့ Dantelus ပွဲတော်နေမှာရွှေငွေတတူပစ္စည်းတွေကိုဝယ်ရင်ကိုဝယ်ထားတဲ့ပစ္စည်းရဲ့တန်ဖိုးတဲ့73ဆလုံးငွေပြန်ရလိမ့်မယ်လို့လူတွေကယုံကြည်ကြပါတယ်။ Depaoli ပွဲတော်မတိုင်ခင်တရက်အလိုဟာ Narak Chaturdashi ပွဲတော်ဖြစ်ပြီးတော့အဲ့ဒီမှာနတ်ဆိုးဖြစ်တဲ့ Narakasura ကိုအရှင်ဘုရား Krishna နဲ့ Satyadharma ကအနိုင်ယူခဲ့ကြပါတယ်။ နရက်ကျတုဒရှိနေဟာမကောင်းမှုပေါ်ကောင်းမှုကအနိုင်ရခဲ့ပြီးတော့ကျတုဒရှိနေညမှာလူတိုင်းရဲ့အိမ်မှာစီမီထုတ်ပြီးတော့အပေါင်းပေါ်အလင်းကစီမီတွင်နေအနာကဲ့အတွေ့လမ်းညိုတဲ့အလင်းကန်ကောင်းခြင်းနဲ့စီးပွားရဲ့အုံမြင်အောင်ကိုစားပြုတယ်လို့လူတွေကယုံကြည်ကြပါတယ်အခုပြပြတဲ့ပွဲ၃ခုစလုံးကတစ်ခုနဲ့တစ်ခုချိတ်ဆက်ထားပါတယ်ဒီပါဝလီပွဲတော်ကိုဘာကြောင့် celebrate လုပ်တယ်ဆိုတာကိုဒီလောက်ဆိုရင်နားလည်မယ်လို့ထင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဒီနေ့ video ကတော့ဒီလောက်ပါပဲ